ီနေ့မရှင်ကတနားရည်သူကိမုတ်တလုံးဖြစ်အောင်လုပ်ရမယ်။ဟာမင်းကပါလေစာလွာမရုပ်ဆိုးပါပြီ။ကြိုက်တင်ပါလေ။ကိုလိုထားကိမုတ်ကိုခလေးဆရာကိုလိုက်ကြည့်ရမယ်။သုံးယောက်ကမကောင်းပြောရင်စိတ်ခေါ်ရစိတ်လိုက်အခုကကြတော့ Happy Land Bakery Page ကပါနော်။ဒီရှင်ကိုကူညီပေးရတာပါ။ဟိုမှာဟိုမှာ။ပါရှင်မမပါနော်။ဒီရှင်ကိုကူညီပေးပါပါ။ Go! ီအိုးနဲ့မာကရန်စချိန်မယ်မှာရှေးကိုဟုတ်56အဲမြောင်းပါ89ရောင်းချင်းလိုက်မယ်အဲတော့တော့လိုက်ရတော့စီရ54ဒါတကြာနော်အဲ့တော့25 25အမေတို့ကတော့ပြန်ပြီအကုန်လုံးပြောတာ มาไปแก้ไม่รู้เราอยากตอนนี้กลจะมีเมยอะเนาะไม่อยากมีกว่ามรู้เนี่ยใช่จริงแค่เมื่อใครเลยดิเออเดี๋ยวก็ก็ต้องยอมมามา sorry เดี๋ยวเราใครเลยดิแค่ดีดีไหมแต่ไม่รี้เรต่องเยตัวอีเนาะอันี่ยมาเป่าวาวไอ้ยี่จีอาวะเนาะเอ้ยคุยฮัลโหล โอเค ฮัลโหล မလုပ်ဘူးကိတ်မုတ်မလုပ်ဘူးဒါမဲ့ဟောကိတ်မုတ်ဆိုမဲ့ဟွာရောလုပ်ဘူးဘရောင်နီရောလုပ်ဘူးလေဒါပေမဲ့ဘရောင်နီမဖြစ်ဘဲနဲ့အဲ့ဒါမုတ်ဆိုင်ပေါင်းဖြစ်သွားတယ်နောက်ဆုံးလုံးမပြန်သွားပြီနော်ကဲနေနေကိုငါလိုပဲကြည်ရအောင် ဆက်လက်ကြည့်တော့ game လို့ကပြောဖို့ကောင်းတယ်ငါသိတာဒါပေမဲ့တခုပဲအရင်ညောင်းတာပဲရှင်အရင်ညောင်းတာပဲဆိုတော့အဲ့လိုတခုပြီးတခုလုပ်နေတယ်ဒါပေမဲ့ထိုင်လုံးဒါရကွေးဆိုတော့မတည့်ရနေလို့လည်းပေါ့ပေါ့ထိုင်ပြီးလုံးလို့ရှင်တော့ပြောဖို့တော့ကောင်းမယ်လို့ထင်အခုလုံးနေအောင်တော်တော်ပြောဖို့ကောင်းတယ်ဆိုလို့ဒါပေမဲ့အများနဲ့လုံးနေရတော့ယူရလဲယူရမှာပေါ့ရှင်မရခုံးလုံးကုံကုံလို့ပြောငငယ်တော့ဆိုလို့ရှင်အဲ့လိုမျိုး game ဆိုင်လေးဖွင့်နေတာကစိတ်ကူးရင်မှုတယ်ဟဲလာလိုက်တာဟောက်ရုံပဲကျန်တော့တယ်ဟေး ဒါပေမဲ့ဂျားထဲမှာလုံးဝပျောက်သွားတယ်ဒါပေမဲ့အခုအဲ့လိုပြန်ဖို့ကတော့အဲခံစားချက်တွေကပြန်ရလာအဲငါပြန်ဖုတ်ကျင်တယ်ဆိုတဲ့ဟာမျိုးလေးဖြစ်သွားဟောဘယ်ရလဲတော်ပြီလာလို့ပြီးသွားပြီတော့5 minutes later အဲ့ဆိုအမလို့အခု cream ဝင်မယ်ပေါ့နော် အေးကိမောဖုတ်ပြီးတော့ထွက်လာတယ်မအိုးမွေးလိုက်တာမွေးလိုက်တာဆိုတော့တော်တော်မွေးရဘာဘာနဲ့ဘလိုကိတ်ချောင်းနဲ့လို့လို့ဘာလို့အဲ့လိုအနေလေးရတော်တော်စားချင်စားချင်စရာလေးဒါပေမဲ့အေးခရင်ပတ်လိုက်တော့မှပဲစားချင်ချိန်မပေါက်တော့ဘူးရုပ်ဆိုးပြီးတော့အဲ့ကလေးလေးကိုခွင့်ထားလိုက်ခွင့်လိုက်တော့ဆိုပေးကုန်ပါဆိုတော့ခောက်ပြီးတော့ဟုတ် ဘယ်ပိုင်းမြင်လို့ဆိုအေး cream ပတ်တဲ့ဟာကတော့အပျော်ဆုံးပဲအဲ့လိုသိမလားလို့ cream ပတ်ပြီးတော့အဲ့လိုမျိုးကိုယ့်ကိုလျှောက်ပြီးဆော့နေရတယ်အဲ့ cream ကြီးနဲ့ဆော့နေရတယ်လို့ခံစားရတော့ပျော်ဖို့ကောင်းတယ်ကွာအပျော်ဆုံးလို့ခံစားအဲ့နေရာတော့သွားပြီးအမှလည်းစာလွာမရုပ်သွားပြီးခတ်တယ်လို့မြင်တယ်အေးပန်းမွေးအေးပုံဖော်တာကတော့အခက်ဆုံးပဲအခက်ဆုံးပဲလေပျော်ဖို့လည်းကောင်းလို့ခတ်လည်းခတ်တယ်ကွာဘယ်လိုပြောမလဲဟိုဟိုအခုမှစားလို့တဲ့သူကတော့ဘလုံးမဒီဟာကိုတင်မှာပန်းမွေးလောလောလေးထွက်လာမှာတော့မဟုတ်ဘူး အဲ့ဒါကိုဆရာဆရာမပြဆရာကိုမမေးပဲလုံးချင်တိုင်းနေရောက်လို့တာအဒီမှာကျတော့ဒါဆိုင်းကိုလာပြီးကိုရင်လာလုံးလို့ရတာဟုတ်တယ်ဒီကိုလာပြီးတော့ကိုရင်လုံးလို့ရရဲအစအဆုံးပေါ့နော်ဒါမှမဟုတ်အစအဆုံးမဟုတ်မအောင်ကိတ်ဖုတ်ထားပေးပါဆိုလဲမဖုတ်ထားပေးရဲ decoration လေးစင်ပြီးတော့ဟုတ်ကိုလို့ပြီးတော့လေ ဟိုမှာအခန်းလေးတွေ့တယ်အဲ့ဒါလေးရအောင်အဲ့လေးအဲ့ဒါစီနီမာရောအမားတို့ဒီမှာလာမယ်ဆိုလို့ရှင်အဲ့စီနီမာရောမှာကိုကနေကို private လေးပေါ့နော်ကြီးလို့လည်းရရဲပြီးတော့ game တွေလည်းဆော့လို့ရရဲပြီးတော့ဟို kitchen မှာလည်းကိုဝိုင်းကိုဟင်းနေပါလေချက်စားဟုတ်အဲ့လိုလည်းလုပ်ရရဲဟုတ်လိပ်စာ54လမ်း gani စေယုံဘေးကုန်တယ်ပန်းနဲ့နေရပါတော့နော်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မှာဒီနေ့စိတ်ရှိရှင်နဲ့သင်မင်းလို့ဟောတာမှွေသမ ्या တွေတိကျမင်းလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တော့တောင်းလိုက်ပါဟုတ်ကဲ့ပါ ဒီခလေးတွေပေါ့နော်လမ်းခလေးတွေကိုဆက်ရောက်လိုက်မေးကြည့်မယ်ကောင်းလားမကောင်းလားပေါ့ကိမ့်မုံစားမလားအပလာပြောပြလို့ရတယ်ခလေးတွေကိုလိုက်ကျွေးလို့ရှိရင်ပေါ့နော်နည်းနည်းတော့အားနာတယ်အားနာရဲဆိုတာကကြတော့ဒီအပြင်လူတစ်စိမ်းလူတစ်ယောက်ကဒီလာကျွေးတာဖြစ်တဲ့ကလေးတွေကိုကျွေးလို့ရှိရင်အဲ့လိုကျွေးရမှာအားနာတယ်ကော်မရှင်အောင်ရင်တဲ့အတွက်ကြောင့်မို့လို့ကျွေးကျင်တယ်ဒါပေမဲ့လေဟိုသူတို့စား စာစာညုံဆိုလို့ရှိရင်အတင်းတော့မကြွေးချင်ဘူးအဲ့ဒါဖြစ်တဲ့တကြောင်မလို့ဒါအမေတွေရှိတဲ့နားကိုသွားပြီးအဓိကပေါ့နော်အဓိကအမေတွေစီကခွင့်ပြုချက်ကိုယူပြီးတော့မှကျွေးလို့ရလားဆိုတော့မေးပြီးတော့မှကျွေးလို့ရတယ်ကျွေးကျွေးဆိုတော့မှအဲတချို့ကြောင်ကလည်းဘေးကနေမမလာကျွေးနေရလေစားလိုက်လေးဆိုပြီးတော့အဲ့လိုမျိုးပြောလို့လည်းအဲ့လိုမျိုးကျွေးခွင့်ရတာပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ဒီအစားကကျတော့ဒီပကံနဲ့ဇွန်လေးနဲ့ယူလာတယ်ပေါ့နော်ယူလာတယ်ဒါဘာဖြစ်လဲဆိုတော့ယုံကနေပြီးတော့အရင်ဆုံးယုံကပြန်သွားနာတော့ခဏပြန်သွားနာတော့အဲ့မှာယုံကပကံနေဇွန်နေအကုန်လုံးကြံခဲ့ပါတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွတ်ကျွတ်အိတ်ကလေးနဲ့ထည့်ပြီးတော့ကျွေးရတာအရန်အားနာပါတယ်တကယ်အားနာပါတယ်တောင်းပန်ပါတယ်လို့အဲ့ဒါတော့ညာရစ်တင်ပါတယ်နောက်ဆုံးပြုတ်ကြွားပါဘောနော်ပြုတ်ကြွားပါမယ်ဒါမင်းနည်းနည်းပဲကြံတယ်